အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025အောက်တိုဘာလ24ရက်နေ့ဖြစ်ပါတယ်နော်ဒုတိယမြောက်ပို့ပေါ့ဗျအခုနကအောက်ခွင်ပို့အောင်ပါအစ္စလမ်ဘာသာဝင်မွတ်စလင်ကလေးတယောက်ကကွန်မန့်လာရေးတယ်ဗုဒ္ဓဘာသာကြီးအနေနဲ့အခြားဘာသာကိုအဲ့လိုတိုက်ခိုက်လို့အမုန်းစကားတွေပြောနေလို့ရှိရင်ဘာသာရေးတွေကငြင်းညံ့မှလားညင်ညွတ်မှလားပေါ့ကိုယ်ဘာသာအောင်မြင်လာမှလားပေါ့တာသနာပြုရေးကဓာမှန်ကန်လားပေါ့ သူ့ရဲ့ပင်ပူလေးကိုသူကခနှင်းဖြစ်ပြီပါပေါ့ဝင်ကြည့်ပြီပါဆိုတော့ဝင်ကြည့်ပြီးလိုက်ပါတယ်သူပြောကျင်တဲ့ဇာတ်ကားတွေကတော့ဗုဒ္ဓဘာသာကမေတ္တာတရားကိုအခြေခံထားတယ်ပေါ့ကရုဏာတရားတွေကိုအခြေခံထားတယ်ပေါ့ဗုဒ္ဓဘာသာကမေတ္တာကရုဏာတရားကိုအခြေခံထားတဲ့ဘာသာမဟုတ်ဘူးဗုဒ္ဓဘာသာကတစ္ဆာ၄ပါးတရားကိုအခြေခံထားတဲ့ဘာသာဖြစ်တယ်မြတ်စွာဘုရားကဘာကြောင့်မဟာကရုဏာတော်ရှင်လို့ပြောရတာလဲဆိုတော့မြတ်စွာဘုရားကတို့လာပြီးတော့ကြောင်မောင်းဆင်လို့အစိတ်ခတ်တတ်လို့လေးနဲ့ခွင်းလို့အဲ့ဒီပုံကူအမုန်းတရားမရှိဘူး လက်ညှိုးနဲ့တောင်ပြန်မထိုးဘူးသူ့တပည့်သားတွေကိုလည်းဒါကပြန်ပြီးတုံ့ပြန်ရမယ့်အရာမဟုတ်ဘူးလို့အမြဲတမ်းဆုံးပါတယ်ဒီခန္ဓာကိုယ်ကြီးရှိနေလို့တည်တတ်တာဒီခန္ဓာကိုယ်ရလို့တည်နေတာမင်းဘယ်ဘဝရရမင်းတည်မှာပဲဘာဖြစ်လို့လဲဘဝရှိလို့တည်ရတာဇာတိကြောင့်မရဏဖြစ်ရတာဒါကိုပဲဆုံးပါတယ်အဲ့ဒီအတွက်မြတ်စွာဘုရားမှာကိလေသာစိုးစင်များမရှိတာဖြစ်ခြင်းကြောင့်သူ့အသားကိုတွားပြီးထိခိုက်ပျက်စီးအောင်လုပ်မယ်ဆိုရင်တော့မှမင်းကိုမျက်စောင်းနဲ့လှည့်ထုံမှာမဟုတ်ဘူးအဲ့ဒီအတွက်မဟာကရုဏာရှင်လို့ပြောတာဒါကိုမြတ်စွာဘုရားက မေတ္တာတရားကိုအခြေခံပါတယ်လို့ပြောရင်တော့မှားပါတယ်ကိလေသာကိန်းတာနဲ့မေတ္တာတရားနဲ့မတူပါဘူးမေတ္တာရှိတဲ့ပုဂ္ဂိုလ်ကကိလေသာမစင်ပါဘူးမေတ္တာတရားကမေတ္တာတရားပဲကရုဏာတရားကကရုဏာတရားပဲကိလေသာ၁၀ပါးကိုငြင်းအောင်မလုပ်ပေးနိုင်ဘူးခဏတာငြိမ်ဝတ်သွားအောင်ပဲလုပ်ပေးနိုင်တယ်ဒါဆိုရင်မြတ်စွာဘုရားရဲ့မကင်ရှိပါတယ်မှာဘာဒီပါလဲလို့မြင်လို့ရှိရင်လူတွေအတွက်ကမဖြစ်မနေဒုစရိုက်၁၀ပါးကိုရှောင်ရတယ်။ကာယဒုစရိုက်၃ပါးသူတို့ဘာသာအတက်ကိုမတက်နဲ့ သူတို့ဘသားသားမယားကိုမဖြက်စီးနဲ့မစော်ကားနဲ့သူတို့ဘသားဥစ္စာပစ္စည်းမခိုးနဲ့ခိုးချင်းဆိုတဲ့တရားကတော့ရှင်းရှင်းလေးရပါပဲမပေးတာကိုယူတာမပေးတာကိုလိန်ညာပြီးယူတယ်ကောက်ကျစ်ပြီးယူတယ်ဓမြတိုက်ပြီးယူတယ်အာနာပါဝါနဲ့ယူတယ်ဘလို့ယူယူအဲ့ဒါခိုးချင်းမြောက်သွားတယ်မပေးကျင်တာကိုအတင်းအကျပ်လှုပ်ယူတဲ့နေရာခိုးချင်းမြောက်တယ်အဲ့တော့မခိုးနဲ့မတက်နဲ့သူရသူတို့ဘသားသားမယားကိုမစော်ကားနဲ့ဒါကကာယတုဇိယ ဝစီဒူးစရိုက်၄ပါရှိတယ်ဝစီဒူးစရိုက်၄ပါမှာမလိန်နဲ့ကိုကိုရိုင်းသိနေရသားနဲ့မသိပါဘူးလို့မပြောနဲ့မသိတဲ့အရာကိုလည်းသိစေအောင်မပြောနဲ့အဲ့ဒါလိန်တာပဲအဲ့တော့ယနေ့မှာအမုံစကားအမုံစကားဆိုတော့ငါကြီးတို့ပြောတဲ့စကားကလောကကြီးမှာမရှိတဲ့စကားကအမုံစကားပဲလောကကြီးထဲမှာအမုံစကားဆိုတာမရှိဘူးဂုံးတိုက်တဲ့စကားပဲရှိတယ်အခုကိုကျော်ကြီးပြောတဲ့စကားကိုတင့်တက်တဲ့လူကချစ်လိမ့်မယ်မနစ်တက်တဲ့လူကမုန်းလိမ့်မယ်အချစ်အမုန်းရှိတယ်ဘဲစကားကိုပြောပြော နှစ်သက်သူကချစ်တယ်မနှစ်သက်သူကမုန်းတယ်အဲ့ဒီအတွက်အမုန်းစကားဆိုတာလည်းမရှိဘူးအချစ်စကားဆိုတာလည်းမရှိဘူးမိမိတို့ရဲ့ခံယူတဲ့အပေါ်မှာမူတည်ပြီးတော့ချစ်ချင်းမုန်းခြင်းဖြစ်လာတာအမုန်းစကားလို့ဘာဖြစ်လို့ပြောလဲလို့မေးလို့ရှင်သူတို့လိုချင်တဲ့နိုင်ငံရေးစနစ်တစ်ခုတည်းကိုဘောင်ကျုံသွင်းမှုအတွက်ကိုအမုန်းစားအမုန်းစကားဆိုတဲ့အရာတစ်ခုကိုတီထွင်လိုက်တာဖြစ်တယ်တကယ်တော့မုတာဝါရပဲရှိတယ်ဂုံစကားပဲရှိတယ်ဂုံစကားဆိုတာဘာလဲလို့မေးလို့ရှင်တစ်ဖက်တည်းတစ်ဖက်ကွဲပြားကြောင်ရက်ဖြစ်ကြောင်တက်ကြောင်ဖြက်ကြောင်တိုက်ခိုက်ကြောင် ဖြစ်အောင်ပြောနေတဲ့မြတ်စကားအလုံးဒီအဲ့ဒါဒီဂုံးတိုက်တာပဲအဲ့တော့ကိုကျော်ကြီးပြောတဲ့စကားဒီမှာဘာသာတစ်ခုနဲ့တစ်ခုရံဖြစ်အောင်ဂုံးတိုက်ပြီးတာဘာတစ်ခုမှမပါဘူးအယူဝါဒတွေမတူတာကိုပဲတင်ပြပြီးတယ်ဒီအယူဝါဒနဲ့ဒီအယူဝါဒမတူတာပဲအဲ့တော့မင်းတို့ဘာသာဒီမှာကဘာမရှိဘူးဘာရှိတယ်ဆိုတော့ပြောတဲ့နေရာမှာမရှိတဲ့စကားကိုအရှိလို့ပြီးတော့မူသားစကားနဲ့ကိုကျော်ကြီးပြောထုံးတယ်မရှိဘူးမင်းတို့ဘာသာထဲမှာတုံတင်ညွန်ပြထားတဲ့ဆုံးမထားတဲ့ကြမ်းကြက်ထဲမှာရှိတဲ့အရာကိုပဲပြောတယ်အဲ့ဒီစကားကဒီဘက်မှာရှိရတဲ့ကြမ်းကြက်နဲ့မညီညွတ်ဘူး မတူဘူးဆိုတဲ့စန့်ကျင်ဘက်စကားရှိတယ်ဆိုတာကိုပဲတင်ပြတယ်ဘသူကိုပဲအရာကမှန်တယ်ဘယ်အရာကမှားတယ်ဂုံးတိုက်ခဲ့တာတကွမှမရှိဘူးဟုတ်ပြီနော်အဲ့တော့ဂုံးမတိုက်နဲ့ဆိုတော့အဲ့ဒါကိုပြောတယ်နိုင်ငံရေးသမားတွေဗဇက်ကထွက်လာလို့ရှင်ဂုံးတိုက်တာပဲဘာဖြစ်လို့ဆိုသူတို့အာနာလူချင်းတာအာနာလူချင်းတာဖြစ်ချင်းကြောင့်တစ်ဖက်လူကိုအာနာရှင်တို့ဘာတို့ညာတို့ဆွဆွဲပြီးဂုံးတိုက်ရတယ်မမုံမုံအောင်လုပ်ရတယ်ဘဒုကိုပဲဖြစ်ဖြစ်မုံအောင်လုပ်နေပြီဆိုရင်အဲ့ဒါဒီဂုံစကားဖြစ်တယ်ညီညွတ်မှုကိုကွဲပြားအောင်လုပ်တယ်ဆိုအဲ့ဒါဂုံစကားဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ မုတ်သားစကားရဲ့ဂုံးစကားရဲ့ရိုင်းရိုင်းဆိုင်ဆိုင်ကြံ့ကြံ့တန်းတန်းနေမနေ့ကလည်းကောမတ်တစ်ခုမှလာပြီးတော့အစ္စလမ်ဘာသာဝင်တယောက်ကလာပြီးအကိုရဲ့ဗုဒ္ဓဘာသာတွေကိုအကိုလိုပဲရင်းရင်းကြီးကြီးလေးနဲ့ပြန်ပြီးတုံ့ပြန်မှုပြောပေးပါဗျာကိုကျော်ကြီးအများအားပြောပါလေလူငယ်တွေကိုမင်းတို့ဘာသာကြီးတုံ့ပြန်တဲ့အခါမှာရိုင်းရိုင်းဆိုင်ဆိုင်နေမတုံ့ပြန်ပါနဲ့ကိုယ့်စာကိုကိုသိအောင်လို့ပညာသားပါပါတုံ့ပြန်ကြပါလို့အများအားပြောပါလေသူတို့ကိုလည်းအများအားဆုံးပါပါလေ သူတို့မလိုက်လာခြင်းလိုက်လာခြင်းကတော့ကိုကျော်ကြီးလည်းမတတ်နိုင်ပါဘူးเนาะကိုကျော်ကြီးအနေနဲ့ကတော့ဗုဒ္ဓဘာသာကခုခံကာကွယ်တဲ့လူငယ်မှန်သမျှကိုလည်းဒီစကားပဲပြောတယ်နောက်တစ်ခုကအောက်မှာလာပြီးတော့မန်းတဲ့ဗုဒ္ဓဘာသာတွေဆိုပြီးတော့ပြောတဲ့အခါမှာအဲ့ဒီအကောင့်ကအစ်စ်လားအတုလားကြီးလိုက်အတုဆိုရင်ဘန်းလိုက်အာယုံတော့မခံနဲ့အစ်စ်ဆိုရင်တော့ထိုက်တဲ့အားလေးတော့ပြန်ပြန်ပြီးဖြည့်ရှင်းလိုက်ဒါကြောင့်မလို့ကိုကျော်ကြီးကအကောင့်တူတွေကိုအာယုံတော့မခံဘူးဗုဒ္ဓဘာသာဘက်ကလာပြီးအစ္စလမ်ကိုဆဲရင်လည်းအကောင့်တူဆိုတန်ဖန်းလိုက်တယ်ဒါကြောင့်မလို့ကိုကျော်ကြီးအောက်မှာရိုင်းရိုင်းဆိုင်ဆိုင်ဆဲဆိုတဲ့လူမရှိတာ တိုင်ပြီး block လိုက်တာဘာဖြစ်လို့လဲဆို account ဆိုတာဒီကကိုကိုကိုအရေးချင်းမရှိတာကိုရုပ်ကိုမပြန်ရဘူးကို့မှာယုံကြည်ချက်ခိုင်မာမှုမရှိဘူးကိုရဲ့တိမ်ငယ်တဲ့စိတ်ကိုလာပြီးတော့ဖြည့်ပြောတာသူကိုနှိုက်ကွာတိမ်ငယ်နေတာတိမ်ငယ်နေတာကိုဖြည့်ပြောတာဟုတ်ပြီနော်အဲ့တော့ရိုင်းဆိုင်ကြမ်းတမ်းတဲ့ဇာတ်ကြီးအနှစ်သားမရှိတဲ့ဇာတ်ကြီးဒါသည်ဝစီဒူးစရိုက်၄ပါးဖြစ်တယ်မနောဒူးစရိုက်၃ပါးရှိတယ်မနောဒူးစရိုက်၃ပါးတော့အဘိဇာရဲ့ဗျာပါဒရဲ့ဒေါမနတ မိစ္ဆာဒိဋ္ဌိအဘိစ္စာမိစ္ဆာဒိဋ္ဌိဗျာပါဒအဘိစ္စာဆိုတာကတော့သူများဥစ္စာပစ္စည်းကိုရှေ့ရှုကြံစီတာဗျာပါဒကဖျက်ဆီးခြင်းတာအလကားနေသူများကလို့ပျက်စီးကြောင်းဒီကောင်ဘဝတွေပြက်ရင်ကောင်းမယ်ဒီကောင်ဒီဒုက္ခရောက်သွားရင်ကောင်းမယ်ဆိုပြီးကြံစီနေတာအဘိစ္စာကတော့ရှင်းရှင်းလေးသူများကကိုမရဖြစ်အောင်လုပ်တယ်သူဥစ္စာကိုဥစ္စာဖြစ်အောင်ထိုင်ပြီးတွေးတောကြံစီတယ်အဲ့ဒါမနှောတူစီရိုက်တယ်နောက်တစ်ခါကျတော့မိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိကတော့အကုသို့တရားတွေမှာအကြီးဆုံးပဲ အဲ့ဒီအကုသိုလ်တရားတွေဖြစ်လာဖို့အတွက်အမြင်မားနေစတာပဲလူတွေအားလုံးကအမြင်မားနေကြတယ်အဲ့ဒီအမြင်မားကြီးကိုပြင်ဖို့ကပထမအဆုံးသောတာပန်ပဲပြင်နိုင်တယ်အရိယာတွေမှာဒါပေမဲ့ကိုကျော်ကြီးတို့ကအစ္စလမ်ဘာသာလို့လည်းမမြင်ခရစ်ယာန်ဘာသာလို့လည်းမမြင်မင်းတို့လူလို့လည်းမမြင်ဘူးခွေးလို့လည်းမမြင်ဘူးကြောင်လို့လည်းမမြင်ဘူးဒါတွေဒီယုံ nant သင်္ခါရတရားတွေအစုဝေးဖြစ်တယ်ဒီတရားတွေကအကုသိုလ်တရားတွေရှိတယ်ကုသိုလ်တရားတွေရှိတယ်ဒါကိုပဲခွဲပြီးပြောရတယ်ဒါကိုဟိုတနေ့ရတရားလည်း ဘာသာအားလုံးနားလည်နိုင်ဆိုတော့လွယ်လွယ်ကူကူပြောခဲ့ပြီးသွားပြီဘောဒ်ကချုပ်လာတဲ့ကောင်မလေးတယောက်ကိုမြင်လိုက်တဲ့အခါမှာအစ္စလမ်ဘာသာဝင်တယောက်ကဘယ်လိုမြင်မလဲဒီမိန်းကလေးဒီအလွန်မတန်မှဘာသာတရားလေးစားကန့်ဆိုင်နေဟာညှိမြက်တဲ့မိန်းကလေးလိုမြင်မယ်အစ္စလမ်ဘာသာကိုမုန်းတဲ့လူတယောက်ကဘယ်လိုမြင်မလဲအလကားအမိုက်ထုတ်ကြီးလိုမြင်မယ်မုန်းစရာယွန်စရာကောင်းတယ်လို့မြင်မယ်တကယ်တော့ဒီဟာဒီအဝတ်ချုံလာတဲ့လူသားတယောက်ကအထက်မှာယောက်ျားလားမိန်းမလားဘယ်သူမှမသိနိုင်ဘူး လူတယောက်လမ်းလျှောက်လာတာပဲအဝိချုံပြီးတော့အဝိမဲကြီးချုံပြီးလမ်းလျှောက်တာအဲ့ဒီလူကချစ်စရာလည်းမပေါဘူးမုန်းစရာလည်းမပေါဘူးချစ်တယ်မုန်းတယ်ပါသွားလို့ရှိရင်မိစ္ဆာဒိဋ္ဌိအမြင်မှားသွားတာပဲအဲ့ဒါအဲ့ဒီကနေစပြီးတော့အမြင်မှားတာအမြင်မှားတဲ့အတွက်အနောက်ကအာကုသူကတက်လာတယ်အဲ့ကောင်လေးကိုလှုပ်ပြရမှာအဲ့ဒီကောင်လေးကိုကင်ပြရမှာအဲ့ဒီကောင်မလေးကိုရှောက်ရှောက်ရမှာအဲ့ဒီကောင်မလေးကိုချစ်ရမှာဆိုတဲ့နောက်ကအချစ်အမုန်းပေါ်မှာမူတည်ပြီးတော့အာကုသူကြီးတောက်လျှောက်တက်လာတယ်အဲ့ဒါတွေဒီမှားယွင်းတဲ့အမြင်ရနေပဲစတယ်အဲ့တော့လောကကြီးထဲမှာမွတ်စလင်တွေကိုတတ်ပြစ်ကွာဒီကောင်လေးမရှိမှလောကကြီးငြိမ်းချမ်းပါ မိစ္ဆာဒိဋ္ဌိပဲငါတို့မွတ်စလင်တွေတကဘာလုံးကိုအာဏာရထားမှာငါထောကကြီးကအမှန်တရားဖြစ်မှာအဲ့ဒါလည်းမိစ္ဆာဒိဋ္ဌိပဲလောကကြီးမှာလက်ငါးချောင်းတော့မတူဘူးအဲ့ဒီလက်ငါးချောင်းမတူလို့မင်းတို့ထမင်းစားလို့ရတာလက်ငါးချောင်းညီးနေလို့ရှင်ထမင်းစားဖို့တိတ်မဖြစ်နိုင်ဘူးညီးနေလက်ကယူဖို့တိတ်မဖြစ်နိုင်ဘူးမညီညွတ်တဲ့အရာတွေကစန့်ကျင်မဲ့အရာတွေကစွန့်ရင်ထွက်ပြီးတယ်စွန့်ရင်နှစ်မျိုးပဲထွက်တယ်အဖြတ်စွန့်ရင်လည်းအကောင်စွန့်ရင်ပေါ့ ဲ့တော့မညီညွတ်တာတွေကအမြဲတမ်းပုတ်တိုက်မှုဖြစ်နေပါပဲပုတ်တိုက်မှုတွေကိုလက်မခံနိုင်တာကကိုယ်မှာကိုယ်ခံအစွမ်းအားမရှိတာကိုယ်ကကိုယ်ခံစွမ်းအားရှိနိုင်အောင်စူးစမ်းရမှာဟုတ်ပြီလားအမြင်မတူမှုတွေအယူအဆမတူမှုတွေကအမြဲတမ်းပုတ်တိုက်မှုရှိနေအဲ့တော့ငါဘာသာကိုစော်ကားတယ်သူ့ဘာသာကိုတိုက်ခိုက်မယ်ဆိုတာကအဲ့ဒါကကိုယ်ခံစွမ်းအားမရှိတာအဲ့ဒီလိုစိတ်မျိုးကိုတော့ကိုယ်မှဒီကိုပဲဖြည့်ရှင်းရမှာကိုယ့်ဘက်ကိုပဲမောင်းထုတ်ရမှာအဲ့တော့ကိုကျော်ကြီးတို့ကဘုရားဘာသာဘက်ကဖြည့်ရှင်းတဲ့ကလေးတွေကို မရိုင်းဆိုင်ပါနဲ့ရိုင်းဆိုင်တဲ့ဇာတ်ကြီးမပြောပါနဲ့ပညာသားပါတဲ့ဇာတ်ကြီးမပြောပါကျန်ကျန်တန်းတန်းကြီးမပြောပါနဲ့လို့ပဲတားလို့ရမယ်ဟုတ်လားအခုအစ္စလာမ်ဘာသာထဲမှာဆိုရင်တကယ့်ကိုတူတော်ကောင်းဇာတ်ပြောနေတဲ့ပုံစံကြီးရှိတယ်အနည်းဆက်ဆုံးဒါအခုကိုတွေ့ထားတဲ့တယောက်ဆိုရင်မျက်မှန်နဲ့အသက်ကြီးကြီးပါပဲဆိုတော့ကလားနာမည်ဆိုတော့ကိုလည်းမပြောတတ်ဘူးမခေါ်တတ်ဘူးပမာနာမည်ဆိုရင်တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီပုံစံနာမည်ကိုပြောလို့ရတယ်သူအကောင့်နေရနည်းနည်းရှုပ်ထွေးတော့ကိုလည်းမခေါ်တတ်ဘူး မျက်မှန်နဲ့ပဲတကယ်ကိုပညာရှိပဲစကားပြောတာယဉ်ကျေးတယ်တိမ်မွေ့တယ်ဘာသာတရားတွေကိုလေ့လာတဲ့နေရာမှာစနစ်တကျလေ့လာထားတယ်ဘာသာတရားတွေရဲ့အခြေခံသဘောတရားတွေကိုစနစ်တကျပြောနိုင်တယ်အဲအဲ့ဒီလိုပုံကုံမျိုးကြီးတွေကြတော့သူတော်ကောင်းတွေဒီလိုပုံကုံမျိုးတွေရှိမှာမင်းတို့ကမင်းတို့အစ္စလမ်ဘာသာဝင်တွေတွားပြီးစီးကပ်အောင်လိုက်နာအောင်လေးလေးတလေးတစားနဲ့အလေးမြတ်ပြုပြီးတော့သူ့စကားတွေကိုနားထောင်အောင်ဒါကမင်းတို့အကျိုးစီးပွားတွေအဲ့ဒီပုံကူမှာကံကံရဲ့ဝါဒတွေသူပြောသွားတာတွေရှိတယ်။မှန်တယ်။သူပြောတာတွေမှန်တာတွေများတယ်။အဲ့ဒီအတွက်အ မင်းတို့အကျိုးစီးပွားတွေရှိတယ်။ကံဆိုတာဘလို့အယူဝါဒအလုတ်ကိုခေါ်တယ်ဆိုတာမျိုးတွေ။အခြေခံမကြပါနဲ့။ဒါကအမှန်တရားပဲ။သူ့စကားကိုနားထောင်နိုင်လို့ရှိရင်မင်းတို့တို့အကျိုးစီးပွားတွေများတယ်။ခုနပြောသလိုသူ့ရဲ့တုံ့မှမေတ္တာတရားတွေရှိတာတွေ့ရတယ်။တည်ငြိမ်မွန်မြတ်တဲ့အနေထားတွေစိတ်နေစိတ်ထားတွေတွေ့ရတယ်။အဲ့ဒီလိုပုံကုတ်မျိုးတွေညားလာတယ်။အဲ့ဒီပုံကုတ်မျိုးတွေကိုစီးကပ်ရင်မင်းတို့တို့အကျိုးစီးပွားရှိတယ်။မဟုတ်တဲ့ဒီအကောင့်တူတွေကြားထဲမှာခြာလက်ပတ်လေပြီးရန်လုံနေမှာဆိုရင်မင်းတို့နေစင်တဲ့အမြပူလောင်နေရမယ် ဲ့တော့ကိုကျော်ကြီးကဘယ်တော့မှအပေါ်တော့မခံဘူးတမ်းပြီးဘန်းပလိုက်တယ်ဟုတ်ပြီနော်